ခါတဲ့မာဟုကတော့တကယ်ပဲကျန်းလာပါရဲ့ဆိုတော့ထိုင်းဝေါ်စင်းကိုအနိုင်ယူနိုင်မယ်ထင်လို့လားလို့အန်တို့မေးပါတယ်။အန်တို့ကလည်းတုံတမ်းမနေပဲရုံးချက်ဖြစ်နေတေချာအောင်နောင်ကန်မဲလို့ပြောလိုက်တာကြောင့်ခါတဲ့မာဟုကသူလည်းအန်တို့ရဲ့စိတ်တကြဟိုင်းမှုနဲ့ဥဆောင်မှုနာကိုလိုက်မယ်လို့ပြောလိုက်ပါတယ်။ခါတဲ့မာဟုကသူဘိုင်မိုအသိနဲ့ဝင်တော့မှဖြစ်တာကြောင့်နောက်မှရှိနေကြတဲ့လူတွေကိုပုံမနေပဲထွက်ခဲ့ကြဖို့ခေါ်လိုက်ပါတယ်။အဲ့ဒီအခါမှာပုံနေကြတဲ့ဘိုင်မိုသေးသားတွေအားလုံးကလည်းထွက်လာခဲ့ပြီးတော့သူတို့ကိုလည်းအတူလေးချင်းလှုပ်ဝေးဖို့အန်တို့ကိုဝိုင်းပြီးတောင်းဆိုကြပါတယ်။ အန်နိုကလည်းဝမ်းသာသွားနေပဲလက်ခံလိုက်ပြီးဒီလိုနဲ့ငပေါကောင်းဆောင်နဲ့ငကြောက်သေးသားတွေကလည်းအဖိုးပြစ်သူရဲ့အထူးလေးခြင်းကိုတွေးစားနဲ့လေ့ကျင့်ကြပါလေ။အဲ့လိုနဲ့ပြိုင်ပွဲတွေရောက်တဲ့အခါမှာတော့ခိုင်ဝူအသင်းကဂျပန်နိုင်ငံရဲ့နံပါတ်၁ဆိုတဲ့ဂုံဘုံနဲ့ညီအကြောင်းကိုတခဏတည်းနဲ့ရောက်လာခဲ့ပြီးတောင်းအောင်မြင်နေရတဲ့ကြောင်းသားတွေနဲ့အန်နိုတို့ကပါအံ့ဩနေကြပါလေ။အန်နိုကသူ့နဲ့လေ့ကျင့်လုပ်ဖို့အတွက်ကန်လန်တာကျေးဇူးတင်တဲ့အကြောင်းထိုင်ဝူအသင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ကီတိုကိုပြောပါရစေ။ ဗီဒီယိုကတော့ပွဲမစားရင်မှသူတို့တွေသွေးပူလေးချင်လုံချင်တယ်လို့ပြောရကြောက်အန်နိုကလည်းဂျီဘူနဲ့ပဲလက်ခံလိုက်ပြီးဒီလိုနဲ့ဘိုင်းမိုလေတန်းကျောင်းရဲ့ဘောလုံးခွေမှာလေးချင်လုံကြပါတယ်သွေးပူလေးချင်လုံနေကြရင်အန်တို့ရဲ့လက်မောင်းကခေါင်းဆောင်လက်ပောက်ကိုတတိထားမိသွားတဲ့ကီတိုကသူ့ရဲ့အတင်းသားတွေကိုတခုလုံဖို့အတွက်အချက်ပြလိုက်တာကြောင့်တင်းသားတွေကဘောလုံးကိုကီတိုစီကိုပေးလိုက်ပါတယ်ဘောလုံးရသွားတဲ့ကီတိုကအပါရဲကန်ချက်နဲ့အန်တို့စီတက်တဲ့ကန်လိုက်တာကြောင့်အန်တို့လည်းဘောလုံးကိုအသေးအံဖမ်းလိုက်ရပါတယ် ဟန်နိုကတော့ဘာမှပြင်သွားရိမ့်မယ်အတင်းသားတယောက်ဖြစ်တဲ့ကာဗီယာမားကတော့ထိုင်ဟူရဲ့ပြင်းထန်ကြောက်စရာကောင်းတဲ့ကစားပုံကြီးကြောင့်ဝင်မကန်ရဲတော့ပဲထွက်ပြေးသွားရပါတယ်။ဒါကြောင့်အန်နိုနဲ့ဂျန်အတင်းသားတွေကလည်းထွက်ပြေးသွားတဲ့ကာဗီယာမားကိုအသေးစိတ်လိုက်ချနေရပြီးနောက်ဆုံးမှာတော့ခန္ဓာကိုယ်သေးသေးနဲ့ကာဗီယာမားကိုဗီဒိုထဲမှာပုံနေတာတွေ့လိုက်ရပါတယ်။အန်နိုကကာဗီယာမားကိုဒီလိုထွက်ပြေးနေလို့ဘာမှရမှာမဟုတ်ဘဲတစ်ခါထွက်ပြေးရင်တစ်စက်လုံးထွက်ပြေးနေရမယ်လို့ပြောတာပွဲစားတော့မှာကြောင့်အပြင်ထွက်လာခဲ့ဖို့အတွက်နားချလိုက်ပါတယ်။ ဒီလိုနဲ့ထိုင်ကိုအကယ်ဒမီနဲ့ဗိုင်မိုလေတန်းကျောင်းတို့ရဲ့အစမ်းလေးကျင်ဘောလုံးပွဲကစပါရယ်။ပွဲစားရနဲ့ဘောလုံးစားကြရတဲ့ဗိုင်မိုသင်းသားတွေကအတွဲညီနဲ့လူဝေးပြီးကစားကြပါရယ်။ထိုင်ကိုအသင်းသားတယောက်ရဲ့ခြေတို့ကိုလှုပ်တာကိုလည်းစုံမဲဟိုကလက်လာပပနဲ့ရှောင်ရသွားခဲ့ပြီးဒါကိုကြည့်နေတဲ့အန်ဒိုကလည်းသူတို့လုံနိုင်တယ်လို့စိတ်ထဲကနေအဆက်မပြတ်ရေးရွနေပါရယ်။တဖြည်းဖြည်းနဲ့ဗိုင်မိုသင်းသားတွေကထိုင်ကိုဦးရဲ့ခန်းစစ်ကိုထိုးရောက်လာကြရင်အသင်းသားတယောက်ရဲ့ပေးပို့မှုကိုစုံမဲဟိုကသူ့ရဲ့အဆုံးသက်ကန်ကြက်နဲ့ကိုဝေါ့စီတဲ့တဲ့ကန်လိုက်ပါရယ်။ ကြည့်နေကြတဲ့လူရဲ့အားလုံးကလည်းဒီကန်ချက်ကိုဂိုးပြီလို့ထင်လိုက်ပြီမယ်။ထိုင်ဦးရဲ့ကိုးသမားကတော့ပုတ်ထုတ်ပြီးကာဝင်နိုင်ခဲ့ပါရဲ့။ကိုးသမားကသူ့တောင်ရင်ပြီးပြီလို့ပြောလိုက်တာဘောလုံးကိုကီရိုစီကိုလှမ်းပြေးပေးလိုက်ပါရဲ့။ကီရိုကလည်းထိုင်ဦးအသင်းဘလို့ဘောလုံးကစားရဲဆိုတာပြရမယ်အချိန်ပဲလို့ပြောလိုက်ပါရဲ့။အဲနောက်ကီရိုကအသင်းသားတစ်ယောက်စီကိုဘောလုံးပေးလိုက်ပြီးအသင်းသားကလည်းတုံဆိုင်မနေပဲကွင်းလယ်ကနေကိုးပေါက်စီကိုတန်ကန်ထည့်လိုက်ပါရဲ့။ဖန်တို့လည်းဘောလုံးကိုဖမ်းဖို့လှုပ်လိုက်ပြီးမယ်။ကန်ချက်ကပြင်းလို့နေခဲ့ရကြောင်းလူဟာဘောလုံးနဲ့ပါသွားခဲ့ပါရဲ့။ ဒီလိုနဲ့ဆက်ကန်အနေငယ်တွင်းမှာပဲထိုင်ဝူအသင်းဘက်ကနေဥဆောက်ဟုတ်တွင်းလိုက်ပြီးဂျပန်နိုင်ငံနံပါတ်၁အသင်းဖြစ်တဲ့ထိုင်ဝူကဘာလဲဆိုတော့အားလုံးတိအောင်ပြလိုက်ပါတယ်။ဘောလုံးထိပြီးလဲကျသွားတဲ့အန်တို့အသင်းသားတွေကတော့အစီအမေလားလို့မေးနေခဲ့ပြီးအန်တို့ကလည်းသူဘောလုံးကိုရအောင်မဖမ်းနိုင်နိုင်တဲ့အတွက်အသင်းသားတွေကိုတောင်းပန်နေခဲ့ပါတယ်။အသင်းသားတွေကအန်တို့ကိုပြစ်မတင်ကြပဲသူတို့ဆိုရင်လေဒီလောက်ရှိနေတဲ့ဘောလုံးတားနိုင်မှာမဟုတ်ဘူးပဲထိုင်ဝူနဲ့ရှင်မန်မှုလောက်ဒီသူတို့ကအစင်သိမ့်မဖြစ်သေးတဲ့အကြောင်းပြောကြပါရဲ့ အန်တို့ကတော့လက်မခံပဲပွဲရအခုမှအစပဲရှိသေးရကြောင်းရှော်မပေးပဲသူတို့တွေအကောင်းဆုံးဆက်ပြီးစူးစမ်းကြမယ်လို့ပြောပါရယ်ဒါအိမ်မဲ့လည်းအကောင်းဆုံးစူးစမ်းကြတယ်ဝိုင်မိုသင်းသားတွေကပထမပိုင်းပြီးတဲ့အချိန်မှာတော့ထိုင်ဟိုအသင်းကိုဆယ်ဦးကုန်မရှိနဲ့ခွေးလို့နွားလို့ရိုက်ခံနေရပါတယ်ပထမပိုင်းပြီးလို့ခဏနားကြတဲ့အချိန်မှာတော့ဝိုင်မိုသင်းသားတွေအားလုံးကခြေကုပ်လက်ပန်းကျနေကြပြီမဲ့ထိုင်ဟိုအသင်းကကောင်းနေရတော့ချွေးတက်တတ်တော့မထွက်တာကြောင့်ဒီကောင်းနေလူမဟုတ်ရဲ့လားလို့စဉ်းစားလို့မရဖြစ်နေကြပြီအန်တို့ကတော့မလျှော်သေးပဲသူတို့ရုပ်လို့ပလေးနေတဲ့ကောင်းတွေကိုဒုတိယပိုင်းမှာမောအောင်လောက်ရမယ်လို့အသင်းသားတွေကပြောပါတယ် ဒီဘောကိုစောင့်ကြည့်နေတဲ့နေဇူမီတို့ကလည်းထိုင်ဝူအသင်းရလူတွေတခုခုကိုစောင့်နေတဲ့ပုံပဲလို့ပြောပြီးထိုင်ဝူရဲ့နှီးပြရလေဒုတိယပိုင်းမှာသူတို့စောင့်နေတဲ့လူထွက်လာလို့အသင်းသားတွေပြောလိုက်ပါအဲ့လိုနဲ့ဒုတိယပိုင်းပြန်ဆားလို့မကြခင်မှာပဲထိုင်ကိုအတင်းရသူတို့ရဲ့တောအောက်တွေဖော်လုံးကွက်ဖြစ်တဲ့ဓာတ်စုံနဲ့ဗိုင်မိုတဲ့ကိုထပ်ပြီးခိုးသွင်းလိုက်ပြန်ပါရဲ့ကီလိုကသူတို့စောင့်နေတဲ့လူကွင်းထဲကိုဝင်မလာမချင်းထောက်လျှောက်ကန်နေလို့အမေပေးလိုက်တာကြောင့်တင်းသားရရလေးရှိသမျှဘောလုံးကွက်တွေနဲ့ဗိုင်မိုတဲ့ကိုတကိုးပြီးတကိုးဆက်လိုက်သွင်းနေရပါတယ် ထိုင်ကူရဲ့ကစားပေါ်ကဘောလုံးကန်တာနဲ့မတူတော့ပဲတဖြည်းဖြည်းနဲ့လူတွေကနှိမ့်ဆက်တဲ့အဆင့်ထိဖြစ်လာခဲ့ပြီးအစင်းသားတယောက်ကတော့ကြောက်လန့်ကသူဆက်မကစားနိုင်တော့လို့ပြောပြီးကွင်းထဲကနေထွက်ပြေးသွားခဲ့ပါတယ်။ထိုင်ကူအတင်းသားတွေကလည်းဘိုင်မိုတဲရကောင်နေသူတို့တကောမှာတွန်းနိုင်မှာမဟုတ်လို့ပြောကလှောင်နေခဲ့ကြပြီးဒါတွေကိုရက်ကြည့်မနိုင်တော့တဲ့ဂိုဝန်စီကတော့ကွင်းထဲကဘိုင်မိုတဲရထွက်ပြေးသွားတော့ချုပ်ခဲ့တဲ့ယူနီဖောင်းကိုဝေးကကွင်းထဲကိုဝင်လာခဲ့ပါတယ်။ ရန်ကောင်းတဲ့နေစုမီကထိုင်ကိုအတင်းရလူတွေတချင်းလုံးလိုချင်နေခဲ့တာကိုဝန်ကြီးပဲဆိုတော့တိလိုက်ပြီးအန်နိုကလည်းကိုဝန်ကြီးလာမယ်ဆိုတော့တိနေခဲ့ရကြောင်းမင်းလာတာနောက်ကျရဲ့လူပဲပြောလိုက်ပါရဲ့ကီရိုကလည်းသူတို့လိုက်ရှာနေတဲ့လူကရောက်လာပြီဖြစ်တာကြောင့်အတင်းသားကိုသူတို့ရဲ့မစ်ရှင်ကိုစလိုက်ဖို့ပြောရဲအဲ့တော့ပွဲပြန်စတဲ့အချိန်မှာတော့ထိုင်ကိုအတင်းရသူတို့ရဲ့၃ဟောက်တဲ့ဘောလုံးကွက်ဖြစ်တဲ့ဓာတ်စုံနဲ့ဗိုင်မိုစင်းရဲ့၉ဟောက်စုထပ်ပြီးကန်လိုက်ပါရဲ့ ဒါပေမဲ့ကိုဝမ်ကြီးကတော့ဘောလုံးကူညီပြီးတားဖို့မလိုပဲထိုင်ကူရဲ့ကိုရှိတဲ့တဲ့ကိုပဲ UDB ပြေးသွားခဲ့ရကြတော့ဒါအောင်မြင်နေရတဲ့လူတွေအားလုံးကလည်းနားမလည်နိုင်ဖြစ်နေကြရင်ပဲ NO ကတော့သူ့ကိုယုံကြည်လို့ကိုဝမ်ကြီးကရှေ့ကိုပဲပြေးသွားရဲဆိုအောင်နားလည်လိုက်ပါရဲ့အဲ့လိုနဲ့ကိုဝမ်ကြီးရဲ့ယုံကြည်ပေးမှုနဲ့ NO ရဲ့ခန္ဓာကိုယ်လေးကနေဒန်နာကြီးလောက်ကိုဝမ်ကလည်းထွက်လာခဲ့ပြီးဘောလုံးကိုတားနိုင်လိုက်ပြီးတော့ကိုဝမ်ကြီးကိုပြေးပေးလိုက်ပါရဲ့ကိုဝမ်ကြီးကလည်းအမှားရင်းမရှိပဲသူ့ရဲ့မိလေးစင်နှမောင်းနဲ့ဘိုင်းမော်အသင်းတို့တွင်ကုန်းတခိုးကိုလည်းရှာဥသွားခဲ့ပါရဲ့ ဘောဝန်ရှိရဲ့မိလေးတင်နမောင်းမြင်လိုက်ရတဲ့ထိုင်ဟူအသိရဲ့နီးပြသူတို့လိုချင်တဲ့အချက်လက်ပြည့်စုံသွားပြီဖြစ်ပြီးပွဲကိုဆက်မကန်တော့ပဲထိုင်ဟူအသိဘက်ကနေအရှုံးပေးတာထွက်သွားရပါရဲ့အန်နိုကသူ့ဘက်ကနေကုညီပေးကန်ပေးခဲ့တဲ့ဘောဝန်ရှိကိုကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပြီးအတူတူကစားကြရအောင်လို့ပြောဖို့လုပ်ဝင်မယ်စကားမဆုံးခင်မှာပဲဘောဝန်ရှိကဗာမျိုးသိရဲ့ယူနီဘောကိုချုပ်ကထွက်သွားရပါရဲ့အန်နိုကတော့ဘာမှပြင်မသွားပဲသူ့ရဲ့အသင်းသားရဲ့အားလုံးဦးရသွားတဲ့ဒီတကောကသူတို့အတွက်အစားပဲဖြစ်တယ်လို့ပြောကအသင်းသားရဲ့အားလုံးကလည်းပျော်ရွှင်တဲ့လေဘော်လက်တချောင်းစီထောက်လိုက်ကြပါရဲ့ ကတော့ inazuma level အပိ Lion, 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 ုင်းလုံးပြည်ပြီးအပိုင်းလေးကိုနောက်နေ့မှဆက်ပြီးတင်ပေးသွားမှာမို့လို့ like share comment နဲ့ channel လေးကို subscribe လေးလုပ်ခွင့်ကြဖို့တောင်းဆိုချင်ပါတယ်